အသွေးမြစ်သွေးမြစ်အတွက်ဟိုဟာဒါရိုက်တာအတွက်ဟိုဟာမန်ဟိုဟာကမန်အမတယောက်ပေါ့နော်အဲသူလည်းအနုပညာရှင်ပဲလာမှာသွားတယ်နောက်ပြီးတော့ကိုအောင်ထတ်တို့ဆိုလည်းအမြဲမှာဟုတ်ဟုတ်ကိုအောင်ထတ်တို့ကြတော့အဲ့လိုပေါ့အဓိကတော့ဒီပန်းစီးနဲ့မွေးနေ့ကိတ်လေးတွေပေါ့နော်အအရင်တော့ကတော့ကိုအောင်ထတ်ကတိရကြတော့ညီမတို့ကဒီတင်မလန်းနဲ့ဟိုပြာလို့ရင်းနဲ့တိရပေါ့အဲ့ညီမပန်းဆိုင်ဆိုတော့သူအားပေးကြတယ် ပုံမှန်အဖြစ်တော့ညီမတို့စီမှာအားချက်နေရများဥမာဟိုဘောနော်ဟိုထိုင်ဆောင်ွားခြင်းနဲ့ဆိုရင်ညီမတို့အတက်နိုင်ဆုံးနာယူက45မိနစ်လောက်ပေးတယ်ကြိုပြောတဲ့သူလည်းရှိတယ်လို့ပုံမှန်အဖြစ်အများသောအဖြစ်ညီမတို့ကအားချက်နေလောက်ပေးရများတယ်ဟုတ်ဟုတ်အားချက်နေဆိုမဲ့ညီမတို့ကအဲ့လိုစီးတာတော့အကျင့်ဖြစ်နေဆိုတော့လေ45မိနစ်ပဲကြာတယ် ပန်းစည်းချိန်ကတော့ဟုတ်တယ်ဟုတ်ဒါပေမဲ့အဲ့လိုအပွင့်အတားအကြီးပေါ့နော်အများကြီးဆိုလို့ရှိရင်တော့ဟိုတရက်နှစ်ရက်လောက်တော့ကြုံမှာပြရတယ်ဟိုဗာလဲနေဆန်းအနုပညာရှင်နေဆန်းအတွက်တောင်မှညီမတို့လေသူသူဟိုဗာလဲ pressure အတွက်ပန်းနှင်းစီပန်းအပွင့်250တခါစီးပေးဘူးတယ်ဟုတ်ဟုတ်ဟုတ် ောင်ပါရှင်။ဆိုင်နမေကတော့ Florida District ပါ။မမတို့ဒီလုပ်ငန်းလေးစပြီးလုပ်တာကတော့ဒီဖျားပန်းပေါ့နော်ကိုဗစ်ချိန်မှာလေဖျားပန်းလေးနဲ့စပြီးတော့လုပ်ခဲ့တာ2021ပေါ့2021ကနေစခဲ့တယ်။အရင်ဆက်စချင်းတော့ဆိုင်မဖွင့်ဘူး online ရပဲ run တာပေါ့နော် online မှာဒီ Floyd District ဆိုပြီးတော့ page လေးထောင်းတယ်ပြီးတော့တစ်လကို၄ချိန်စနေတိုင်းဖျားပန်းကို package နဲ့ live ပို့ရပေါ့အဲ့တော့ကမှညီမတို့ပို့ခလည်းအပါမှတောင်း၃000ပဲယူတာဖျားအိုး၃အိုးစား ်အဲ့အာနေစာရန်နေပေါ့ရန်ကနေမှာစိုင်လေး2022မှာစိုင်လေးစာဖွင့်တယ်စိုင်လေးစာဖွင့်ပြီးတော့အဲ့လိုပဲဖျားပန်းရန်ရင်နဲ့ပန်းစည်းလေးစာလုပ်တယ်ပေါ့နော်အခုလက်ရှိလည်းပန်းစိုးပန်းစည်းစာပြီးတော့ဖြစ်သွားပါဘောเนาะအဗန်ကစာလုပ်ဖြစ်တာကတော့အဲ့2021ဒီ page လေးနဲ့စာလုပ်ဖြစ်တာဘောเนาะဖျားပန်းကိုဂန္ဓမာတွေအဓိကထားပြီးတော့သုံးဦးစာဖျားဦးသုံးဦးစာနဲ့တစ်လောက်၄ချိန်ပို့ပေးရစနေတိုင်းပို့ပေးရ အဲ့လိုမျိုးကြောက်ဟိုကိုဗစ်ချိန်လည်းဖြစ်တယ်ပေါ့သူများတွေအပြင်ထွက်ရတဲ့အချိန်မှလည်းမထွက်နိုင်တဲ့အချိန်မျိုးဆိုတော့ညီမတို့ကအဲတူဦးတဲ့ customer တူဦးတဲ့ကနေစခဲ့တာ customer တူဦးတဲ့ကနေစပြီးတော့ညီမတို့အဲ့နောက်ဆုံးဟိုဟာ90လောက်ထိပို့တယ်အဲ့စနေနေ့ဆိုလို့ရှိရင်လင်းမြန်းညောင်မနေ့အစောကြီး6နိုင်လောက်ဆိုရင်စပို့ပြီစနေ့လောက်ဆိုပြီးသွားတယ်အဲ့လိုမျိုးဒါပေမဲ့အဲ့ကိုကတော့တောက်ကြနေတယ်ရတောက်ကြနေညတယ်ရတော့ဖျားပန်းအတွက် ထုတ်ရတာပေါ့နော် package တွေထုတ်ရတယ်ဟိုပြီးညီမအဲ့ဖျားပန်းသုံးဥစားပြင်အဲ့လိုရံပန်းလေးလည်းထည့်ပေးသေးတယ်အဲ့လိုနှင်းစီတို့အဲ့လိုမျိုးနော်အချားပန်းလေးလည်းထည့်ပေးရဲအဲ့လိုမျိုးပေါ့ဒီတောင်းသုံးဆောင်နဲ့တန်အောင်ပေါ့နော်အဲ့ဒါနောက်တဖြည်း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 ရနေမှာဒီဖျားပန်းကနောက်ပိုင်းဟိုဘယ်လိုပြောမလဲကိုအမျိုးသားကလည်းနေထွက်သွားတဲ့အခါမှာညီမတယောက်ထဲမနိုင်တော့ဒီပန်းစီလေးနဲ့ပဲပြန်ဆပြန်ဖြန်ဖြစ်သွားပေါ့နော်ဖျားပန်းတော့လက်ရှိတော့ရောင်းမှသေးတယ်ဒါပေမဲ့အခုတော့လို့အဲအဓိကညီမတို့နှင်းစီရောင်းနေ နှင်းစီတောင်မှညီမတို့ကနေတာလဲနှင်းစီပေါ့နော်ဒီကလောမှာတို့ကိုယ်တိုင်စိုက်ပြိုးထားတဲ့နှင်းချံမှာပေါ့နော်တို့ကပြီးတော့ပေါင်းကုန်းနေနဲ့စိုက်တာနေမထီလေမထီအဲ့လိုမျိုးနဲ့စိုက်တာအဲ့ဒီရဲ့ quality ကောင်းတဲ့နှင်းစီလေးပါတယ်နောက်အဲ့လိုပဲပန်းတို့ချာပန်းအလှလေးပြီးတော့ import ပန်းတွေလည်းရှိရရှင့်တရုတ်ဘက်က import ပန်းလေးတွေလည်းတွင်းပေးတယ်ပေါ့နော် ဟုတ်ကဲ့ညီမပန်းကိုအဲ့လိုဖျားပန်းကတ်ပြီးဆိုလို့ရှိရင်လှလှလေးနဲ့အဲ့လိုရှားတဲ့ပန်းမျိုးပေါ့ဈေးမှဟိုမရနိုင်တဲ့ပန်းမျိုးပေါ့အဲအဲ့လိုမျိုးလေးတွေကိုညီမအဓိကထားပြီးတော့ရောင်းပေးရပြီးတော့ဈေးကလည်းပြီးတော့ကို့ local local ထဲမှာမှဟိုလှတဲ့ပန်းလေးရှိရပေါ့နော်အဲ့လိုမျိုးဆိုတော့ဈေးကလည်းနည်းနည်းတက်တာရမယ်ပေါ့အဲ့လို ။ဒါလေညီမဆောက်လုပ်တော့မစည်းတက်ဘူး။မစည်းတက်ဘူး။အဲ့လိုတင်တန်းလဲသွားတက်ဖို့ရာဟိုဒီဆိုင်လေးတောင်မှညီမဆက်ဆက်ချင်းဒီဖျားပန်းပို့ပြီးတဲ့ပို့ပြီးပို့နေတဲ့ချိန်မှာလက်ထဲမှာ၁၀သိန်းပဲရှိတာအဲ့၁၀သိန်းနဲ့ဆိုင်ကန်တတိလေးစပြော run တာပေါ့နော် run နဲ့လို့ဖျားပန်းရောင်းနေတယ်ပန်းစည်းကိုညီမ tutorial လေး YouTube ကကြည့်ရဲတက်တော့ကြည့်ရဲကြည့်ပြီးတော့မှညီမ practice လုပ်ရင်းလုပ်ရင်းနဲ့အဲနောက်နှစ်နှစ်လောက်နေတော့ကြာတော့မှညီမ advance ကိုတက်လိုက်တာပေါ့နော်ဒီလိုအမျိုးအကြီးတွေဖြစ်သွားအောင်ဆိုပြီးတော့ ော့အဲထောက်ထက်တက်လိုက်တယ်ထက်တက်ပြီးတော့မှအခုဒီနှစ်ဆိုရင်ညီမလက်ရှိတော့အခုလက်ရှိကညီမကိုယ်တိုင်မစည်းပဲနဲ့ညီမညီမလေးကိုထက်တင်ပြီးအာသူတို့အခုစီးတက်နေပြီးတော့ဟိုညီမတို့အရင်ဒီဆိုင်လမ်းထဲမှာနှစ်နှစ်လေးလမ်းထဲမှာနှစ်နှစ်ဖွင့်ခဲ့တယ်အခုဒီလမ်းမဘက်ကိုကိုကထွက်ချင်တာပေါ့နော်ပြီးတော့ဒီလိုမျိုးလမ်းမထမ်းမှာဒီလိုပန်းစည်းဆိုင်မျိုးဆိုတာရှားတယ်မရှိကြဘူးပေါ့နော်အခုအဲကြောင့်ညီမတို့က install လေးတွေစီးပေးထားတယ်ဟိုမှာ3သိန်းတန်ယူမလား3သိန်းတန်ယူမလားပေါ့နော်ဘာလို့ဆိုတော့ အခုဒီလမ်းမတန်း customer တွေကြတော့ grab and go သွားချင်တာချက်ချင်းယူပြီးတော့သွားချင်တာမျိုးဆိုမဆောင်ချင်15မိနစ်တောင်မဆောင်ချင်ဘူးဆိုတော့လေအဲဟုတ်ကဲ့ဟိုဒီညတစ်ခုနဲ့မှနေတဲ့ဟိုဘာလဲခုနှစ်ရက်ဆိုရင်ညီမတို့စီဒီကိုဘာလဲဒီဘာလဲအမုံမြက်လားအသွေးမြက်သွေးမြက်အတွက်ဟိုဟာဒါရိုက်တာအတွက်ဟိုဟာမန့်ဟိုဟာကမန့် အမတယောက်ပေါ့နော်အဲသူလည်းနုပညာရှင်ပဲလာမှာသွားတယ်နောက်ပြီးတော့ကိုအောင်ထတ်တို့ဆိုလည်းအမြဲမှာဟုတ်ကိုအောင်ထတ်တို့ကြတော့အဲ့လိုပေါ့ဒီကတော့ဒီပန်းစီနဲ့မွေးနေ့ကိတ်လေးတွေပေါ့နော်အအရင်တော့ကတော့ကိုအောင်ထတ်ကတိရကြတော့ညီမတို့ကဒီတင်မလန်းနဲ့ဟိုပြာလှုပ်ရင်းနဲ့တိရပေါ့အဲ့ညီမပန်းဆိုင်ဆိုတော့သူအားပေးကြတယ်ဟုတ်ဟိုညီမတို့ဟိုပေါ့နော်ကိုရီးယားဒီပန်းစည်းလုပ်ပြီးဆိုလို့ရှင်ရအမှုပညာစိတ်ရဲပြီးတော့ဒီ အမျက်ပေါ့နော် အမျက်ကိုမကြည့်ပဲနဲ့ဟိုပန်းကလှရမယ်လက်ရမယ်ကိုပန်းစီလေးသူစီရောက်သွားတဲ့အမှတ်တရပေးတဲ့ပန်းစီကဟိုစိတ်ကြည်နူးရမယ်ပေါ့နော်အဓိကပြီးတော့ဟိုညီမ customer service ကိုလည်း100%ပေးတယ်ကိုပန်းစီဟို quality ကိုလည်းကိုကထိမ့်သိမ့်နေပေါ့နော်ပြီးတော့ customer service မှမအောင်ပေါ့ဒါအမှတ်တရပေးတဲ့ဖြစ်ဖြစ်တဲ့အတွက် သူတို့ဘာအယောင်လေးတုံးချင်လေရအစာအထဲထဲကတုံးပေးတဲ့ဒီအယံပန်းလေးတွေကအစာပေါ့နော်ဟိုညီမတို့ကတေချာလေးဖြည့်ပေးတယ်ပြီးအဲ့တိုင်းပဲသွားပေးတယ်ပေါ့နော်ပြီးအကလာအယောင်ပေါ့နော်အဲ့လိုဟုတ်ကဲ့ဟုတ်ကဲ့ညီမတို့ဒီဘက်ကနေလေဒီပန်းစီလေးတွေအဲ့လိုပရက်ရှိုးအတွက်ပေးရဆိုရှင် လုတ်ပေးရတေချာလေးပေါ့နော်ပြီးတော့ဒီလိုဖွင့်ပွဲပန်းတိုင်နေပါ යි ဆိုလည်းလုတ်ပေးရရှင်ဟုတ် ုံမှန်အဖြစ်တော့ညီမတို့စီမှာအားချက်နေရများဥမာဟိုဘောနော်ဟိုထိုင်ဆောင်ွားခြင်းနဲ့ဆိုရင်ညီမတို့အတက်နိုင်ဆုံးနာယူက45မိနစ်လောက်ပေးတယ်ကြိုပြောတဲ့သူလည်းရှိတယ်လို့ပုံမှန်အဖြစ်အများသောအဖြစ်ညီမတို့ကအားချက်နေလောက်ပေးရများတယ်ဟုတ်ဟုတ်အားချက်နေဆိုမဲ့ညီမတို့ကအဲ့လိုစီးတာတော့အကျင့်ဖြစ်နေပြီဆိုတော့လေ45မိနစ်ပဲကြာတယ် ပန်းစည်းချိန်ရတော့ဟုတ်တယ်ဟုတ်ဒါပေမဲ့အဲ့လိုအပွင့်အတားအကြီးပေါ့နော်အများကြီးဆိုလို့ရှိရင်တော့ဟိုတရက်နှစ်ရက်လောက်တော့ကြုံမှာပြရတယ်ဟိုဗာလဲနေဆန်းအနုပညာရှင်နေဆန်းအတွက်တောင်မှညီမတို့လေသူသူဟိုဗာလဲ pressure အတွက်ပန်းနေ့စီပန်းအပွင့်250တခါစီးပေးဘူးတယ်ပြဲဟုတ်တယ်စိတ်တယ်အဲ့တော့တော့ तू ကနေပြန်มาဆိုတော့လေပန်းစည်းကကြီးတော့ तू မတည်နိုင်ပန်းနေဖြုတ်ပြီးယူသွား အဲ့ဒါတော့ဒီသူ့ရဲ့သူလက်ဆောင်ပေးတဲ့သူကညီမတို့ page ကိုတည်သွားပါဘောနော်အနေသွက်နေမှာပေးတာပေါ့မျိုးလေးဆိုတော့အဲ့လိုမျိုးဆိုရင်တော့အဓိကညီမတို့ကပို့ပြီးတော့ပေါ့ခရူးဆိုင်ပေးရပေါ့နော်အဲ့လိုမျိုးဘာဘလိုကာလာလေးမျိုးတုံးချင်းလဲပြီးွားလို့ရှိရင်ကိုပန်စီလေးပေါ်အောင်လို့ထထဲလေးပေါ့ကတ်စတမာတိုင်းကတော့ခရူးဆိုင်ပါတယ်ဒါပေမဲ့ဒီလိုမျိုးလေးဆိုရင်တော့ကိုယ့်ရဲ့ logo လေးတွေပါအဓိကထားပြီးတော့လုပ်ပေးရရှင် อ๋อဟုတ်အဓိကဒီ Florida District ဆိုရယ် name လေးอ่ะ the best flower shop in town ပေါ့เนาะပြောချင်တာညီမတို့ရဲ့ဒီမြို့မှာရှိတဲ့အကောင်းဆုံးအပန်းဆိုင်ပေါ့အဲအဲ့လိုမျိုးလေးပေါ့ဆောင်းဘုတ်ကတော့ဟုတ်